ကဗျာကောင်းစဉ်ကစစ်စစ်ဟူသည်လူလူချင်းသငယ်မြီသိမ့်ပိုက်အနိုင်ရအောင်တိုက်ကြတယ်စစ်တိုက်လျင်ကသူတကိုတစိတ်ချမ်းနိုင်မှသွေးတန်ရဲရဲကြည်ရဲလိမ့်မယ်စိတ်တခိုင်မှတရဲတိုက်ရဲလို့ရဲလိမ့်မယ်ပဒီမစိတ်တရားမဟောရန်သူမြင်ရင်တကြရတယ်တနာနေလို့မဖြစ်ပါတိုက်ရဲမှစစ်သေးဝင် သရဲမှတိုက်ပွဲဝင်လူမတီတဲ့စစ်မရှိလူမတတ်တဲ့စစ်မရှိစစ်ဟူသည်သူတတ်ကိုတအနိုင်ရအောင်တိုက်ကြတယ်ကေခစ်ထက်အမေရိက2024အောက်တိုဘာ26ရက်နေ့ရေးသားသည်တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေဆိုတာက2021နေဦးတော်လိုင်းရေးမပေါ်ခင်ကတည်းကစစ်အာဏာရှင်ကိုစစ်ရည်နီနဲ့တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေခေါ်တော့ကရန်ကုန်အစိုးရ အခုတော့နေပြည်တော်ဆိုရပေါ့တနေ့ကိုင်းတဲ့အတိုင်းသားဖွဲ့တွေအားလုံးကရင်ကနေပြည်တော်ကိုသိမ်းမလားမသိမ်းဘူးကချင်ရောနေပြည်တော်ကိုသိမ်းမလားမသိမ်းဘူးရခိုင်ရော နေပြည်တော်ကိုသိမ်းမလားမသိမ်းဘူးဒါဆိုရှေ့အာဏာရှင်ကနေပြည်တော်မှာအသက်ရှင်နေမယ်တိုင်းသားဖွဲ့တွေကလည်းသူ့ဟာသူမြန်မာနိုင်ငံအနာသာတောက်လျှောက်မှာအသက်ရှင်နေမယ်ဘယ်တော့ရှေ့အာဏာရှင် အမြင့်ပြုံးမလဲဘယ်တော့ရှေ့အာဏာရှင်စစ်ရှုံးမလဲနေပြည်တော်မကြသည်ရှေ့အာဏာရှင်ကြာရှုံးမှုမရှိဘူး မြစ်ပြုတ်ဖို့ဆိုတဲ့စကားကတော်တော်လေးအနှံ့ဝေးနေတယ်။နေပြည်တော်ကိုတိုက်ဖို့ဆိုတဲ့မဟာဗျူဟာကိုဘေးတိုင်းရင်းသားအဖွဲ့တွေကဘေးတုံးက ရေးဆွဲခဲ့ဘူးကြလေ။ဘေးတုံးက စိတ်ကူးရင်ပြီးတော့ပြောခဲ့ကြလေ။ကိုတုံးကလည်းမပြောခဲ့ဘူး။အခုလည်းမပြောသေးဘူး။သူတို့ကလည်းသူတို့ဒေသလေးရဲ့လွတ်မြောက်မလားဆိုတဲ့ခုခံစစ်နယ်ပဲပြန်ပြီးတော့ခုခံနေရတယ်။ခံစစ်ကစားတဲ့ ဘောလုံးပွဲဆိုတာဘယ်သောအခါမှဂိုးရဖို့မရှိဘူးဂိုးဆိုတဲ့အနိုင်ဂိုးရဖို့မရှိဘူးခံစစ်ဆိုတာက အောင်ပွဲမဟုတ်ဘူးခုခံတဲ့အစီအမရှိတယ်ကိုကသူများကိုတိုက်နိုင်မှာဂိုးသွင်းနိုင်မှာတိုက်စစ်ဆင်နိုင်မှာအောင်ပွဲဆိုတဲ့ဂိုးကိုရအဲ့ဒီဂိုးမျိုးကိုဘယ်အဖွဲ့တွေကစဉ်းစားခဲ့လဲအင်ယူဂျီရဲ့မဟာဗျူဟာကလမ်းများအလုံးနေပြီးတော့တို့ဆိုပြီးတော့မဟာဗျူဟာချခဲ့ပြီမဲ့လေ ဘေးလက်နဲ့ကင်တိုင်းရင်သားအဖွဲ့တွေကစိတ်ဝင်စားလို့လေ AUG ရဲ့မဟာဗျူဟာအနောက်ကိုဘယ်သူကလိုက်လဲဘယ်သူမှမလိုက်ဘူးကို့နေမီကို့ဒေတာလွံ့မြောက်မလားဆိုတဲ့ခုခံစစ်လေးနဲ့ပဲနှစ်ပါးသွားနေလိုက်ကြတာနှစ်ပေါင်း60ကျော်သွားပြီရန်ကုန်အစိုးရကိုလည်းမနိုင်ဘူးညီပြည်တော်အစိုးရကိုလည်းမနိုင်ဘူးဘာဖြစ်လို့လဲရန်ကုန်အစိုးရကိုနိုင်ချင်ရန်ကုန်ကိုတင်ပိုက်နိုင်ရမယ်ညီပြည်တော်အစိုးရကိုနိုင်ချင်ညီပြည်တော်ကိုတင်ပိုက်နိုင်ရမယ် အဲ့တော့နေပြည်တော်ဘယ်အဖွဲ့သိမ့်မလဲဘယ်အဖွဲ့မှလည်းမသိမ့်ဘူးပူပေါင်းပြီးတော့ဝိုင်းပြီးတော့တင်းကြမလားအဲ့လိုလေအစီအစဉ်မရှိကြဘူးစိတ်မဝင်စားကြဘူးဒါဆိုရင် အာနာရှင်ဘရောတည်မလဲနေပြည်တော်ကအာနာရှင်ဘရောမှမတည်ဘူးအာနာရှင်အမြင့်ပြုတ်ဖို့ဆိုရက်ကတော်တော်လေးအလံဝေးနေသေးတယ်အဲ့တော့စဉ်းစားကြပေါ့နေပြည်တော်ကိုမတိုက်မချင်းစီအာနာရှင် မတည်ဘူးစီအာနာရှင် မတည်မချင်းမြမတနိုင်ငံလုံး စစ်ကြုံဘဝကလုံးမြောက်မှာမဟုတ်ဘူးဆိုတာကိုနာမျက်စိအုံနောက်တကားတွေဖြွင့်ပြီးတော့မဟာဗျူဟာပြောင်းသင့်ပြီးအာလုံးစုပေါင်းပြီးတော့ညီညာညာနဲ့နိုင်ငံလုံးဆိုင်ရာစစ်ရေးမဟာဗျူဟာပြောင်းသင့်ပြီးလို့မြင်မိကြောင်းပါခင်ဗျာ။ကိုင်းဖြာကိုင်းနာစစ်ရေးသားသူကေခစ်ထက်အမေရိကနိုင်ငံတစ်ခုကိုစစ်ရေးနီးနဲ့တင်ပိုက်တဲ့အခါ အစိုးရယုံကျုပ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက် အနိုင်ရပြီးခေါင်းဆောင်ကောင်ချုပ်ဖမ်းနိုင်မှသာ အဆုံးတက်မည်အချက်အညာဟူသည်အဓိကထင်းချုပ်အမိတ်ပြီးနိုင်ပြီးဌာနချုပ်ကိုခေါ်လေ၏ဂိုင်းမြာဂိုင်းနာနေဇာနာသာ တိုက်နေုံနဲ့အပင်ကြီးကတည်မသွားခဲ့အပင်ရင်းကို ခုတ်လေမှသာ အပင်ဟူသည်မြတည်ကြမည်သာ မြန်မျက်စိနဲ့ဖွင့်ကြည့်ကြ။ကိုင်းချိုင်လေအပင်ကြီးလေအဖျားခုတ်လေအပင်သန်လေနှစ်60ကျော်ခဲ့ပြီအခုထိလေတိုက်နေရတယ်။နေစကိုင်းပြတိုက်နေရင်နဲ့အာနာရှင်သာအင်အားကြီးခဲ့လူမျိုးစုခေါင်းဆောင်ဆွဲစားဆွဲစီမက်လုံးငစာကျွေးထားပြီးလျင်နိုင်ငံတစ်ခုလုံးအာနာရှင်အဆက်ဆက်ကြိုက်တယ်လို့လို့ အုပ်ချုပ်ခဲ့သည်တော်လံပြည်သူလူမျိုးစုလည်းအဓိကနှင့်ပါမညကိုခွဲခြားတိုက်ခိုက်သိမ်းပိုက်နိုင်ကြပါရဲ့လားခိုင်းပြားနေစစစ်ပွဲပြပြီးအနာသားကိုအာယုံဆိုင်အောင်ထိုးကျွေးအာနာရှင်ကအလေသားမှာအစီတဝင်းဝင်းဗိုက်ပြည့်အောင်စားအချက်အညာအားပြည့်နေပြီးအပင်လဲကြီးအသီးလဲရနိုင်ငံပြင်ဇာတာအလုံးတိန်ကျုံယူငင် ဘာနာငွေကြီး တောက်တင်းနေရ၍လက်နဲ့မျိုးစုံဘုံမျိုးစုံနဲ့လေရင်မျိုးစုံဒရုန်းမျိုးစုံဝယ်စစ်ပွဲဖန်ပြီးတိုက်နေလိမ့်မည်အဓိကကြသည့်ဌာနချုပ်ကို မသိမ့်ပိုက်ပဲဂိုင်းပြားဂိုင်းနာစစ်နေဆမှနှွေးပြီးမပြီးဆုံးတဲ့ဤဟောင်းလန်အတိုင်းတိုက်ပွဲပုံဖော်တိုက်နေကြအောင်ပါမည်လောဒီခစ်တဲ့အမေရိက2024မေလ 25ရင်းနှစ်ရေးသားသည်အကြောင်းအရာအစ်တစ်ခုပေါ်တိုင်းပေါ်တိုင်းအဲ့ဒီအကြောင်းအရာကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဖြေရှင်းသည့်အစ်စ်ကိုလည်းတွေ့အောင်ရှာရတယ်။နေပြည်တော်ကိုတိမ့်နိုင်မှစစ်အာဏာရှင်တွေကိုအနိုင်ရမယ်ဆိုတဲ့အကြောင်းအရာတွေကို တွေ့ပြီးဆိုပါစို့။အရင်နှစ်ပေါင်း60ကျော်ကလက်နက်ကင်ကြီးတဲ့တိုင်းသားမျိုးစုံကနေပြည်တော်ကိုသိမှမဟုတ်ဘူးဆိုတဲ့အချက်ကိုတည်ပြီးဆိုရင် အခု2020တည်းနေဦးတော်လိုင်းရေနောက်ပိုင်းမှာနေပြည်တော်ကိုတိမ့်မယ်လို့မဟာဗျူဟာဘယ်သူတွေကချပြီးလုပ်ခိုင်းနေလဲဒါဆိုရင်နေပြည်တော်ကိုတိမ့်ဖို့မဟာဗျူဟာချမှတ်ပြီးတော့တကယ်တည်းလုံနေတယ်ဆိုတဲ့မြည်သည့်လက်နက်ကင်အဖွဲ့စီမဆိုနေပြည်တော်ကိုတိမ့်မယ်ဆိုတဲ့ရွယ်ချက်ရှိမဆိုရင်အဲ့ဒီလူတွေပေါင်းစုနိုင်အောင်လုပ်ရမယ်သူတို့လိုအပ်တဲ့နေနေ KMB ကြောက်တို့ဘာနာငွေကြီးအကူအညီတို့ တရင်အချက်လက်တို့စသည်ဖြင့်အများကြီးရှိမယ်အဲ့ဓာရီအားလုံးကို ကူညီပေးရမယ်ရေရှည်စီမံကိန်းရေတို့စီမံကိန်းနေအောင်မြင်အောင်တတ်နိုင်တဲ့အကူအညီတွေကိုပေးရအဲ့ဒီလိုကူညီခြင်းဟာလေစစ်အာဏာရှင်စစ်ရှုံးပြီးတော့နေပြည်တော်တင်ပိုက်နိုင်ရေးအတွက်ကူညီပေးခြင်းနဲ့တူတယ်ဒါကဥပမာတစ်ချို့ကို ဖော်ပြတာ အဓိကအချက်ကနံပါတ်1အကြောင်းအရာအစ်ပေါ်တိုင်းအဲ့ဒီအကြောင်းအရာကိုအောင်မြင်မှုရအောင်ဘယ်လိုလုပ်မယ်ဆိုတဲ့နီလန်းအစ်ကိုရှာဖွေနိုင်ရမယ်နံပါတ်2အဲ့ဒီလိုနီလန်းအစ်ရှာဖွေတွေ့ရှိပြီးတော့ညီပြင်းမှာတကယ်လုံနေတဲ့သူတွေရှိတယ်ဆိုရင်အဲ့ဒီလူတွေကိုလက်တွေ့ကြတဲ့အကြံဉာဏ်၊ငွေရေးကြေးရေးနီးပညာစသည်ဖြင့်အကူအညီပေးရမယ်နံပါတ်3 အာနာရှင်တွေ အသက်ရှင်ကြီးအတွက်ကူညီပေးနေတဲ့သူတွေအလုံးတိုက်ရိုက်ဖြစ်စီတွယ်ဝိုက်ဖြစ်စီအဲ့ဒီလူတွေကိုလစ်လျူရှုတဲ့နီးနဲ့လုံမှုအတိုင်းဝိုင်းတွေရနေပြီးတော့အယောတွင်မဆက်ဆံမင်းနဲ့ဖဲကျင်ထားလိုက်ရအာနာရှင်ရဲ့ဘ ਹੁ အချက်အညာကြရှုံကြီးပြည်သူတွေရဲ့တော်လှန်ကြီး အောင်မြင်ပါစေ။